ပင်လာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တတမရန်တင်ချအကျဲချက်ကအခန်းတော်လူချိန်ဟန်တုံးတတမနှစ်ကနံပါတ်၄ပဲဖြစ်ပါတယ်နံပါတ်၄က6ပိုင်းတစ်ပိုင်းနှစ်5ပိုင်းတစ်ပိုင်းကြားရှိအပိုင်းကိန်း6ခုကိုရေးပါဒီတခါဆရာမတို့ကအပိုင်းကိန်း6ခုကိုရေးပေးရမှာဖြစ်ပါတယ်အဲတော့ဆရာမတို့ကရေးလိုက်မယ်6ပိုင်းတစ်ပိုင်းရေးမြချင်း5ပိုင်းတစ်ပိုင်းဟုတ်ပြီအဲတော့ ဒါကိုဆရာမတို့က6အမြောင်5သူတို့ရဲ့ပုံစံရုပ်ကိအငယ်ဆုံးပုံစံရုပ်ကိကိုရှာလိုက်မယ်6 5 4 30ဆိုတော့30တင်အမြောင်ကလည်း5ဆိုတော့တင်5 4 5သူတို့လည်းပဲ5 6 4 30ပြီးတော့မှတင်အမြောင်6ဆိုတော့6 အဲ့ဒီလိုရပြီဆိုလို့ရှိရင်ဆမ်မိုဂျီနီယာမှာကိုကိုကိုရှာရမှာဆိုတော့ပိုင်းခြေကိုတူအောင်အရင်စဉ်းစားမယ်ပြီးတော့မှဂျားထဲမှာအပိုင်းကင်းတွေရှိလားမရှိဘူးလားဆိုတာစဉ်းစားမယ်ဒီဂျားထဲမှာအပိုင်းကင်းတွေမရှိဘူးဆိုတော့နောက်ထပ်ဆက်သွားလိုက်မယ်30ကိုနှိမ့်နှိမ့်မြောက်လိုက်မယ်ပိုင်းခြေကိုနှိမ့်နှိမ့်မြောက်တော့60ပိုင်းဝေကိုလည်းနှိမ့်နှိမ့်မြောက်မယ်9နဲ့4က30ဒီအဆင့်တွေတစ်ခါတည်းကျော်ပြီးတော့မှဒီဘက်ကိုသွားလို့တော့ရပြီမယ်ဆမ်မိုကအဆင့်ဆင့်ပဲသွားမယ်ဟုတ်ပြီလား30အမြောက်နှစ်ကလည်း60 6အမြောက်နှစ်က10ဒီဂျားထဲမှာအပိုင်းကင်းကတစ်ခုပဲရှိသေးတယ် ဆက်သွားမယ်60အနည်းနဲ့မြောက်6နဲ့4ဆက်နဲ့ဆိုတော့120 30နဲ့4 20ဒါလည်း120 20နဲ့4 20နဲ့4 20နဲ့4အဲ့တော့ဒီကြားထဲမှာရှိ3ခုပဲရှိမယ်20 21 22 23ဆိုဆက်သွားမယ် 124240ဟုတ်ပြီဒီစားထဲမှာဆိုရင်တော့47 48 43 44 45 46 49ဆိုမှခုနှစ်ခုပဲရှိမယ်ကျွန်တော်ကခုခုလိုချင်တာမလို့ဆက်သွားမယ်144 480 လာလေ244480 4040 48 96ဒီမှာတော့ကျွန်တော်ကိုကူလိုချင်တဲ့ကိုကူရသွားပြီအဲ့တော့ခါကျတော့ကျွန်တော်ဒီမှာရေးလိုက်တော့မယ်အပိုင်းကိန်း480ပိုင်း80ပိုင်းနဲ့ဒီဘက်မှာ480ပိုင်း96ပိုင်းကြားထဲမှာရှိတာဘာလဲဆိုတော့480ပိုင်း81ပိုင်း480ပိုင်း82ပိုင်း 480ပိုင်း83ပိုင်း480ပိုင်း84ပိုင်း480ပိုင်း85ပိုင်း480ပိုင်း86အဲဆမ်းမဘယ်နှခုရှိပြီလဲဆိုတော့3 4 5 6အဲတော့ဆက်ရင်းမယ်480ပိုင်း80နဲ့ခွန်းဟုတ်တော့ 480ပိုင်း80နဲ့8 480ပိုင်း80နဲ့9ပြီးတော့အဲ့တော့ကိုကူရတော့ဂျင်း2 3 4 5 6 9ကိုကူရရင် ကျွန်တော်လိုချင်တယ်ဒီဒါလေးကိုရေးလိုက်မယ်60လေးချဟုတ်ပြီအဲ့တော့ဒီမှာဆင်မောရှိမှာလည်းပြောခဲ့ပြီးသားသူ့ကိုဆိုရင်လည်းအရှင်းဆုံးပုံစံပြောင်းလို့ရရဲ့ဒီမှာဆိုရင်80နဲ့480ဆိုတဲ့နှစ်နဲ့စားလို့ရရဲ့အဲ့ဟာမျိုးတွေကိုပြောင်းပြီးတော့ရေးလို့ရရဲဆိုပေမဲ့ဆင်မောတော့မပြောင်းတော့ဘူးဟုတ်ပြီနော်ဘာလို့လဲဆိုတော့အကုန်လုံးရှုပ်ပုံမှာဆိုလို့ဆင်မောပိုင်းချီတူအောင်ပဲ480ဆိုတာကိုအကုန်လုံးတူအောင်ပဲထားလိုက်တော့မယ် ဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတော့ဒီ480ဘိုင်း80ဘိုင်းဆိုတာဒီ6ဘိုင်းတစ်ဘိုင်းနဲ့တူတူပဲဆိုတော့6ဘိုင်းတစ်ဘိုင်းနဲ့ဈာရဲက5ဘိုင်းတစ်ဘိုင်းဈာရဲမှာဘာတွေရှိလဲဆိုတော့480ဘိုင်း80ဘိုင်းဒါနောက်ဆုံးအဖြေပဲဆရာမတို့ရတယ်ဖြေရ480ဘိုင်း80နဲ့ဘိုင်းဒါကိုရှင်းစားပုံစံပြောင်းလို့ရပါတယ်เนาะဆရာမတော့မပြောင်းတော့ပါဘူး480ဘိုင်း83ဘိုင်း480ဘိုင်း84ဘိုင်း 480ပိုင်း85ပိုင်း480ပိုင်း86ပိုင်း480ပိုင်း89ပိုင်း480ပိုင်း88ပိုင်း480ပိုင်း89ပိုင်းပြီးတော့မှမှဒီက480ပိုင်း96ပိုင်းက9ပိုင်းတစ်ပိုင်းနဲ့တူတူပဲမို့လို့ 6ပိုင်းတစ်ပိုင်းနဲ့5ပိုင်းတစ်ပိုင်းကြားထဲမှာဒီရှိတဲ့အပိုင်းလေးကိုခုကဒါတွေဖြစ်တယ်ရပြီနော်နောက်တစ်ခုကနံပါတ်5 3ပိုင်းတစ်ပိုင်းနဲ့4ပိုင်းတစ်ပိုင်းတို့ဤပေါင်းလိုက်ရဲ့တဝက်ဘို့မဟုတ်နှုတ်လိုက်ရဲ့တဝက်ဒီ3ပိုင်းတစ်ပိုင်းနဲ့4ပိုင်းတစ်ပိုင်းကြားရရှိပါသလားတွက်ပြပါဟုတ်ပြီဒါ solution ဆရာမတို့က3ပိုင်းတစ်ပိုင်းရဲ့4ပိုင်းတစ်ပိုင်းရဲ့ ပေါင်းလိုက်ရဲ့တဝက်ပေါင်းမယ်ပေါင်းလိုက်ရဲ့တဝက်ဆိုရှေ့မှာ1.2ရေးနေတယ်ဒီလိုလေးပေါ့အဲ့ဒီကပေါင်းလိုက်ရဲ့တဝက်အသွမဟုတ်နှုတ်လိုက်ရဲ့တဝက်က3ဘိုင်း2ဘိုင်းနဲ့4ဘိုင်း2ဘိုင်းကြားထဲမှာရှိပါသလားဒါဆိုတော့ဆင်မလို့အရင်ဆုံးတွက်လိုက်မယ်သူ့ကိုတွက်တဲ့ခါမှာဒီ green ကိုအရင်ရှင်းမှာဖြစ်လို့ရှေ့က1.2ကိုအတိုင်းထားလိုက်မယ်နောက်မှာပိုင်းချိန်ညှိမယ်ပေါင်းမှာဆိုတော့3လေးလေးစနစ်ပိုင်းချိန်ရစနစ်ဒါလည်းစနစ်အဲ့တော့သူ့ကိုလေးနဲ့မြောက် ပိုင်းတွေကိုလည်းလေးနဲ့မြောက်ဆိုတော့12ပိုင်း၄ပိုင်းဒါ၄၃၄စနစ်ဆိုတော့၁၃လေးက၃ဆိုတော့12ပိုင်း၃ပိုင်းအဲ့တော့ဒီမှာစနစ်ရှိမယ်12ပိုင်း၃ပိုင်းသူ့ကိုရှင်းလိုက်တော့12ပိုင်း၄အပေါင်း၃က9 12ပိုင်း9ပိုင်းကြားထဲမှာလက္ခဏာကအမြအဲ့တော့ဆောင်းရဒီမှာအရှင်းဆုံးပုံစံပြောင်းလဲရတာမရှိဘူးဆိုတော့သူ့ကိုတွက်လိုက်တော့72အမြအော် sorry ဒါ နှစ်ပိုင်းလပိုင်းစနစ်အမြောင်းနှစ်ဆိုတော့24ဒါကခွန်24ပိုင်းခုနှစ်ပိုင်းဆိုတော့ရသွားပြီအဲ့တော့ဒါဆိုရင်ဘာကိုတွက်လိုက်တာလဲဆိုတော့၃ပိုင်းတစ်ပိုင်းနဲ့၄ပိုင်းတစ်ပိုင်းတို့ဤပေါင်းလက်တစ်ဝက်ဒီဘက်တစ်ချောင်းတွက်လိုက်တယ်ဘို့မဟုတ်နှုတ်လက်တစ်ဝက်ဆိုတော့အဲ့ဒါကိုပြန်တွက်မယ်၃ပိုင်းတစ်ပိုင်းကနေပြီးတော့၄ပိုင်းတစ်ပိုင်းကိုနှုတ်လိုက်တယ်နှုတ်လက်ရဲ့တစ်ဝက်ကဒီလိုဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒီက လုံလက်ရဲ့တဝက်ကိုဆံမလို့စတယ်။ဆံမဒီစာတွေကိုမရေးတော့ဘူး။တခါလည်းပဲသွားလိုက်တယ်ဟုတ်ပြီလား။အဲ့တော့ဒီမှာစာရေးလို့ရသေးတယ်။၃ပိုင်း၃ပိုင်းနဲ့၄ပိုင်း၃ပိုင်းတို့ပေါင်းလက်တဝက်ညီညာချင်းဆိုရင်မဒီရှိမှာရေးလို့ရတယ်ဟုတ်ပြီလား။အဲ့တော့ဒါနှုတ်လက်တဝက်ကိုစသွက်မယ်ဆိုလို့ရှိမှ1.2ရှိနေဒါကိုခုနလိုပဲပိုင်းချင်နေမယ်ဆက်နှစ်ပေါ်မှာ၄အနုဆက်နှစ်ဆက်နှစ်ပိုင်း၃ပိုင်းအဲ့တော့နှစ်ပိုင်း၃ပိုင်းအမြောက်ဒါကိုရှင်းလိုက်တော့ ဆက်နှစ်ပိုင်းတစ်ပိုင်းဆိုလို့ရမယ် နောက်ပြီးတော့အဲ့ခါကျတော့သူ့ကိုပိုင်းဝေချင်းချင်းမြောက်ပိုင်းချင်းချင်းချင်းမြောက်တော့24ပိုင်းတစ်ပိုင်းဆိုပြီးရပြီဟုတ်ပြီအဲ့တော့ဒီက24ပိုင်းခုနှစ်ပိုင်းနဲ့24ပိုင်းတစ်ပိုင်းကခုနပြောတဲ့မိကုန်းထဲမှာပေးထားတဲ့3ပိုင်းတစ်ပိုင်းနဲ့4ပိုင်းတစ်ပိုင်းကြားမှာရှိပါသလားတဲ့3ပိုင်းတစ်ပိုင်းနဲ့4ပိုင်းတစ်ပိုင်းကြားမှာရှိသလားဒါဆိုရင်ဆရာမတို့ကဒီ3ပိုင်းတစ်ပိုင်းနဲ့သူပေးထားတဲ့3ပိုင်းတစ်ပိုင်းနဲ့4ပိုင်းတစ်ပိုင်းကိုလည်းပိုင်းချေ24ဖြစ်အောင်အရင်ဆုံးစဉ်းစားမယ်အဲ့ဒါပြီးမှအဲ့ဒီကြားထဲမှာ ရှိမရှိကိုစဉ်းစားမယ်။ဟုတ်ပြီ။အဲ့တော့၃ဘိုင်း၃ဘိုင်းဆိုတာကကျွန်တော်တို့ပိုင်းချီ24ဖြစ်ဖို့ဆိုရင်83လို့24မျိုးတို့ရှင်းနေမြောက်မယ်။အဲ့တော့ပိုင်းချီကိုရှင်းနေမြောက်တော့ပိုင်းဝင်ကိုလည်းရှင်းနေမြောက်မယ်။၃ဘိုင်း၃ဘိုင်းဆိုတာ24ဘိုင်း8ဘိုင်း။ဟုတ်ပြီ။၄ဘိုင်း၃ဘိုင်းဆိုတာကကြာတော့ 4အမြောက်6 4 6 4 24ဆိုတော့24ပိုင်း6ပိုင်းဟုတ်ပြီအဲ့တော့24ပိုင်း10ပိုင်းနဲ့24ပိုင်း6ပိုင်းဂျားထဲမှာရှိသလားအဲ့တော့24ပိုင်း9ပိုင်းကတော့ဒီဂျားထဲမှာရှိတယ် ဟုတ်ပြီနော်24ဘိုင်းတစ်ဘိုင်းကတော့ဂျားထဲမှာမရှိဘူးသဘောပေါက်တယ်နော်အဲ့တော့ဒီမှာသူ့ကိုဆင်လိုက်ရေးမယ်ဆိုရင်24ဘိုင်း6ဘိုင်းနဲ့24ဘိုင်း8ဘိုင်းဂျားထဲမှာ24ဘိုင်း9ဘိုင်းဆိုရှိတယ်ဒါကြောင့်မလို့ပေါင်းနဲ့ပေါင်းလက်ကတော့ရှိတယ်3ဘိုင်း2ဘိုင်းအပေါင်း4ဘိုင်း2ဘိုင်းပေါင်းပြီးတော့မှသူ့ရဲ့တဝက်ရဲ့အဖြေဖြစ်တဲ့24ဘိုင်း9ဘိုင်းကတော့ဒီဂျားထဲမှာရှိတယ်အနှုတ်က24ဘိုင်း2ဘိုင်းဆိုတော့ဂျားထဲမှာမရှိဘူးအဲ့တော့သူ့ကိုဆရာမတို့ကစပြီးတော့မှရေးလိုက်မယ်အဲ့တော့ ခုဒီအတိုင်းရေးမယ်24ဘိုင်း6ဘိုင်းနဲ့24ဘိုင်း10ဘိုင်းကြားထဲမှာ24ဘိုင်း9ဘိုင်းရှိတယ်။ဟုတ်ပြီနော်။ပြောချင်တာကတော့ तू ကဘာသဘောလဲဆိုတော့အဲ့တော့ဒါကိုရေးမယ်ဆိုရင်24ဘိုင်း6ဘိုင်းဆိုတာက ၃ပိုင်းတစ်ပိုင်းနဲ့တူတူပဲ။ Oh sorry ၄ပိုင်းတစ်ပိုင်းနဲ့တူတူပဲ။၄ပိုင်းတစ်ပိုင်းနဲ့ခုနပြောတဲ့၃ပိုင်းတစ်ပိုင်းခြားထဲမှာဘာရှိလဲဆိုတော့24ပိုင်း9ပိုင်းရှိတယ်။ဒါဆိုပေါင်းလက်ကတော့ရှိတာပေါ့။ဟုတ်ပြီနော်။အဲ့ဒီတော့ဆရာမတို့အပေါ်ကနေပြန်ရေးမယ်။၃ပိုင်းတစ်ပိုင်းနဲ့မိခိုးကိုပြန်ကောက်မယ်နော်။၃ပိုင်းတစ်ပိုင်းနဲ့၄ပိုင်းတစ်ပိုင်းတို့ပေါင်းလက်ဤတစ်ဝက်ဒီ ပေါင်းလက်ရဲ့တဝက်ကဘယ်ကြားထဲမှာရှိလဲဆိုတော့၃ပိုင်း၃ပိုင်းနဲ့၄ပိုင်း၃ပိုင်းကြားတွေရှိပါသလားလို့မိတာဖြစ်တဲ့အကြောင်းရှိပါသည်ဒီလိုလေးပဲရေးတယ်အဲ့တော့အနှုတ်ကြတော့မရှိဘူးဆိုတော့ဆရာမတို့အဲ့ဟာဘယ်လိုရေးမလဲဆိုတော့နှုတ်လက်တဝက်ကသူ့ရဲ့ဂျားထဲမှာမရှိဘူးဂျားထဲမှာမရှိတော့ဘယ်မှာရှိနေလဲဆိုတော့ဒီနှစ်ခုရဲ့ရှေ့မှာရှိနေတာ ဟုတ်ပြီနော်အဲ့ဒီနှစ်ခုရဲ့ရှေ့မှာရှိနေ24ပိုင်းတစ်ပိုင်းရအဲ့တော့အကျဉ်းအဖြစ်ဘယ်လိုရေးလို့ရလဲဆိုတော့24ပိုင်းတစ်ပိုင်းဒီ24ပိုင်းတစ်ပိုင်းကရှေ့မှာရှိမယ်ပြီးတော့မှမှ24ပိုင်းသူ့ရဲ့6ပိုင်းဒီက24ပိုင်း6ပိုင်းလာမယ်ပြီးတော့မှမှ24ပိုင်း8ပိုင်းလာမယ်ဟုတ်ပြီနော်အဲ့ဒါဒီလိုလေးရေးပေးမယ်အောက်မှာ24ပိုင်းတစ်ပိုင်း24ပိုင်း6ပိုင်း24ပိုင်း8ပိုင်းအဲ့လိုလေးရေးပြီးတော့မှမှဒီ24ပိုင်းတစ်ပိုင်းက အခက်တစ်ဆင့်ရပြောလာမလဲဆိုတော့24ဘိုင်း6ဘိုင်းဆိုတာဒီ4ဘိုင်း1ဘိုင်း24ဘိုင်း8ဘိုင်းက3ဘိုင်း1ဘိုင်းအဲ့တော့ဂျားထဲမှာမရှိဘူးဒီ20ကိုပြန်ရေးမယ်ဟုတ်ပြီနော်ပြန်ရေးပြီးတော့မှအောက်ဆုံးမှာဗာရေးမယ်ဆိုဒီလိုပဲအဖြေပြန်ရေးမယ်3ဘိုင်း1ဘိုင်းနဲ့4ဘိုင်း1ဘိုင်းတို့နှုတ်လက်ဤတဝက်နှုတ်လက်ဤတဝက်ဒီ3ဘိုင်း1ဘိုင်းနဲ့4ဘိုင်း1ဘိုင်းဂျားတွေမရှိပါဘူး ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းပဲဆရာမတို့၃စိတ်ရေးပြီးတော့အဖြေထုတ်ပေးတယ်လို့ပဲဒီမှာလည်းပဲဒီရတစင်းဒီမှာတစင်းအဲ့ဒါပြီးမှဒီလိုစာလေးနဲ့၃ပိုင်းတစ်ပိုင်းနဲ့၄ပိုင်းတစ်ပိုင်းတို့နှုတ်လိုက်ဤတဝက်သည်၃ပိုင်းတစ်ပိုင်းနဲ့၄ပိုင်းတစ်ပိုင်းကြားတွင်မရှိပါဆိုရဲရေးလိုက်ရုံပဲဟုတ်ပြီနော်နောက်တစ်ခုကအဘာတို့အနဲ့မိတိအပိုင်းကိများသည်၄ပိုင်း၃ပိုင်းနဲ့၈ပိုင်း၇ပိုင်းကြားရရှိတယ်နီးတဲ့အဲ့တော့၄ပိုင်း၃ပိုင်းနဲ့၈ပိုင်း၇ပိုင်းကြားထဲမှာဘယ်အပိုင်းကိကြားရောက်တယ်လဲဆိုတော့ကျွန်တော်စဉ်းစားရမယ် အဲ့တော့ဒီဟာကတော့ဥပမာဘောနော်တာကြီး၃ပိုင်း၂ပိုင်းကဂျားထဲမှာကြားရတယ်ဒီလိုပဲအဖြေရေးရမှာဒါပေမဲ့သူ့ကိုဆင်မရောစဉ်းစားပြီးတော့မှအဲဒီပိုင်းချေတူအောင်အရင်ဆုံးကြီးမယ်အဲ့ဒါပြီးတော့မှပဲကြားရအောင်လားမကြားရဘူးလားဆိုတာစဉ်းစားမယ်ဟုတ်ပြီနော်အဲ့တော့ကကြီးကကြတော့၃ပိုင်း၂ပိုင်း၃ပိုင်း၂ပိုင်းကိုဆင်မရောဒီ၄ပိုင်း၃ပိုင်းနဲ့၈ပိုင်း၇ပိုင်းဂျားထဲမှာရှိမရှိအရင်ဆုံးစဉ်းစားမယ်သူ့တို့ပိုင်းချေအရင်ကြီးလိုက်မယ်၈၃၄၄အဲ့တော့၄ကို၈နဲ့မြောက်တာမလို့အော် sorry လေးရကြတော့6နဲ့မြောက်မယ်6 4 24ဆိုတော့3ဝင်တဲ့6နဲ့မြောက်63 28ဒါကကြတော့83 24သူတို့ရဲ့အငယ်ဆုံးပုံစံတော့ဂိမ်းပါနော်83 24 83 20နဲ့7ဟုတ်ပြီဒါကကြတော့ဆံမလို့ဒီ၄ပိုင်း၃ပိုင်းနဲ့၈ပိုင်း၇ပိုင်းကိုရှင်းလိုက်တယ်၃ပိုင်း၂ပိုင်းကိုလည်းရှင်းမယ်သူ့အပိုင်းရှင်း24ဖြစ်အောင်စဉ်းစားမယ်ဆိုတော့83 24 စစ်တုံးလေး24ဆိုတော့သူ့ကိုအဲရှင်းလင်းရောက်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းရှင်းလင်းရောက်မယ်ရှင်းလင်းလေး26ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအပိုင်းကိန်းဖြစ်တဲ့၃ပိုင်း၂ပိုင်းဒီ၂၄ပိုင်း၁၆ပိုင်းဒီဒီကြားထဲမှာရှိသလားဆံမစဉ်းစားကြည့်တဲ့အခါမှာ၂၄ပိုင်း၁၆ပိုင်းက၁၈၁၇၁၈ဆိုတော့ဒီကြားထဲမှာအာ၁၈အဲ၁၉20ဆိုတော့ဒီကြားထဲမှာမရှိဘူးဟုတ်ပြီနော်မရှိဘူးဆိုတော့ဆရာမတို့ဘယ်လိုရေးမလဲဆိုတော့ 24ဘိုင်း16ဘိုင်းอ่ะအရှင်းလာမယ်ပြီးတော့မှမှာ24ဘိုင်း18ဘိုင်းလာမယ်အကြီးဆုံးကတော့24ဘိုင်း21ဘိုင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ရှမ်းမလို့ပြန်ရေးမယ်24ဘိုင်း16ဘိုင်းဒီ3ဘိုင်း2ဘိုင်းအဲ့ဒီက3ဘိုင်း2ဘိုင်းဒီ4ဘိုင်း3ဘိုင်းထက်ညည်တယ်ဟုတ်ပြီနော် အဲ့ဒီခါကျတော့ဆရာမတို့ရမယ့်အဖြေခါ၃ပိုင်း၂ပိုင်းဒီ၄ပိုင်း၃ပိုင်းနဲ့9ပိုင်း8ပိုင်း9ပိုင်းကြားရင်မရှိပါလို့ရှိပေးမယ်။အဲ့တော့အဖြေဘယ်လိုရုံးလဲဆိုတော့ဒါကြောင့်မလို့၃ပိုင်း၂ပိုင်းဒီ၄ပိုင်း၃ပိုင်းနဲ့8ပိုင်း9ပိုင်းကြားရင်မရှိပါ။ ရပြီနော်အဲ့တော့နောက်ခါခွေးကိုသွားမယ်ခါခွေးကကြတော့6ပိုင်း5ပိုင်းအဲ့တော့ခုနလိုပဲဆရာမတို့ဒီ6ပိုင်း5ပိုင်းကိုလည်းအဲပိုင်းချင်း24ပြောင်းစဉ်းစားမယ်ဒီနှစ်ခုကလည်းဒီအတိုင်းပဲဟုတ်ပြီနော်အဲ့တော့24ဖြစ်ဖို့ဆိုရင်6 48 oh sorry 6 38 6 4 24ဆိုတော့တို့လေးနဲ့မြောက်တို့လေးနဲ့လေးနဲ့မြောက်6 4 20နဲ့4 5 4 20ဒီတခါဆရာမကသူ့ကိုအရင်ရေးလိုက်တယ်နော်ပုံပုံစာကိုအရင်ရေးလိုက်တယ် အဲ့တော့ဒီမှာလည်းပဲဒီ၄ဘိုင်း၃ဘိုင်းဆိုတာက24ဘိုင်း18ဘိုင်း10ဘိုင်း9ဘိုင်းဆိုတာက 24ဘိုင်း23ဘိုင်းဟုတ်ပြီဒါဆိုစဉ်းစားမယ်17ရဲ့20ရဲ့27ရဲ့ဆိုတော့ဒီ6ဘိုင်း5ဘိုင်းဒီသူတို့ဂျားထဲမှာကြာရောက်နေတာကိုတွေ့ရတယ်ဒါကြောင့်24ဘိုင်း17ဘိုင်းထက်ကြီးတယ်24ဘိုင်း20ဘိုင်းပြီးတော့မှ24ဘိုင်း20နဲ့တစ်ဘိုင်းဒါပြီနော်အဲ့တော့မူရင်းပိုင်းကြီးနေရှိပဲ24ဘိုင်း18ဘိုင်းဆိုတာ4ဘိုင်း3ဘိုင်းကိုပြောတာဒါကြောင့်4ဘိုင်း3ဘိုင်းပြီးတော့မှ24ဘိုင်း20ဘိုင်းဆိုတာ 6ပိုင်း5ပိုင်းကိုပြောတယ်6ပိုင်း5ပိုင်း24ပိုင်း21ပိုင်းက10ပိုင်း9ပိုင်းဒါကြောင့်ခုနဆင်မတော်ရေးတယ်လို့ပဲ6ပိုင်း5ပိုင်းဒီ6ပိုင်း5ပိုင်းဒီ4ပိုင်း3ပိုင်းနဲ့ ရှစ်ပိုင်းခုနှစ်ပိုင်းဂျာတွေသူကကြားရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာတွေရှိသည်သူကရှိသလားမရှိလားမိတာဖြစ်တဲ့အတွက်ကြောင့်ဂျာတွေရှိသည်ရပြီနော်နောက်တော့ဂငယ်ဂငယ်က ဆက်နှစ်ပိုင်းဆက်တပိုင်းဒါကိုလည်းပဲခုနလိုပဲပိုင်းချိန်27ဖြောင်းစဉ်းစားမယ်ဆိုတော့ဆိုရင်24ဖြောင်းစဉ်းစားမယ်ဆက်နှစ်နဲ့လေး24ဆက်တက်နဲ့လေး22အဲ့တော့ဒီရတွေကိုပြန်ပြီးတော့ကျွန်မရှင်းလိုက်မယ်ဆရာမတို့ကြေကြားထဲမှာရှိရလဲဆိုတော့4ပိုင်း3ပိုင်းရယ်8ပိုင်း9ပိုင်းရယ်ပြီးတော့24ပိုင်း28ပိုင်းရယ် နောက်တော့၈ပိုင်း9ပိုင်းဆိုတာဒီ24ပိုင်း21ပိုင်းအဲ့တော့ကြီးကြီးတဲ့အခါမှာဒီ24ပိုင်း22ပိုင်းဒီဂျာထဲမှာရှိတယ်ဟုတ်ပြီနော်အဲ့တော့20 24ပိုင်း18ပိုင်းထက်သူကကြီးတယ်24ပိုင်း22ပိုင်းနဲ့လည်းသူကကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျားထဲမှာမရှိဘူးဟုတ်ပြီနော်အဲ့အလေးကိုပြန်ရေးပေးမယ်ခုနလိုပဲ24ပိုင်း18ပိုင်းကအငယ်ဆုံးပြီးတော့မှ24ပိုင်း22ပိုင်း24ပိုင်း မဆက်မပိုင်းဆိုတော့လာတာဖြစ်တဲ့အကြောင်းမျိုးသူကနှစ်ခုကြားထဲမှာမရှိဘူးအဲ24ပိုင်း18ပိုင်းဆိုတာက4ပိုင်း3ပိုင်း24ပိုင်း23ပိုင်းဆိုတာက8ပိုင်း9ပိုင်း24ပိုင်း22ပိုင်းဆိုတာဒီ12ပိုင်း17ပိုင်းဒါကြောင့်မလို့ခုနလိုပဲပြန်ရေးမယ်12 17 12ပိုင်းဒီ4ပိုင်း3ပိုင်းနဲ့8ပိုင်း9ပိုင်းကြားတွင်မရှိပါဘူး ။ဒါပြီးတော့ချက်ပိုင်းခွန်းပိုင်းကြားတွေမရှိပါဆိုတော့ရှင်းလိုက်ရုံပါပဲ။ဟောပြီးတော့ခါငယ်ခါငယ်အော် sorry ခါကြီးခါကြီးရကြတော့24ပိုင်း19ပိုင်းအဲ့တော့ဒီပိုင်းချင်24ဖြစ်ပြီးသားဆိုတော့ဒီအတိုင်းလေးပဲထားလိုက်ရုံပဲမဟုတ်လို့ရှိရင်တင်းနေမြောက်ပြီးတော့ဒီလိုလေးကြောင်းရည်လို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့ကိုကဘယ်ကြားထဲမှာရှိရလဲဆိုတော့၄ပိုင်း၃ပိုင်းနဲ့ 8ပိုင်း9ပိုင်းဒါကိုလည်း24ပိုင်းပုံမှန်ရေးထားပြီးသားဆို24ပိုင်း20နဲ့2ပိုင်းဟုတ်ပြီအဲ့တော့24ပိုင်း18ပိုင်းပြီးတော့မှ19ပိုင်း20ပိုင်းဆိုသူကဓာတ်ထဲမှာရှိတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုပြောင်းရေးလို့ရလဲဆိုတော့24ပိုင်း18ပိုင်း24ပိုင်း19ပိုင်း24ပိုင်း20နဲ့2ပိုင်း ။ဟုတ်ပြီ။မူရဲ့ပိုင်းရင်းနေပြင်ရင်းနဲ့24ပိုင်း18ပိုင်းဆိုတာက4ပိုင်း3ပိုင်းဟုတ်ပြီနော်။အဲ့ဒါပြီးတော့24ပိုင်း19ပိုင်းပြီး24ပိုင်း19ပိုင်းနဲ့24ပိုင်း21ပိုင်းဆိုတာဒီ8ပိုင်း9ပိုင်း။ဒါကြောင့်ဆမ်မတော့အဖြေဘယ်လိုရေးလို့ရလဲဆိုတော့24ပိုင်း19ပိုင်းဒီခုနပြောတဲ့4ပိုင်း3ပိုင်းနဲ့10ပိုင်း9ပိုင်းကြားတွင် ရှိပါသည်ပေါ့အဲ့တော့ဒီလိုမျိုးမိကုန်းတွေကိုပေါ့နော်တမတ်တန်တွေမှာမိလာတယ်ဆိုရှင်လေအကြံထဲမှာဒီလိုလေးတက်ပေးပြင်အကြီးကတော့ပိုင်းချေတူအောင်လုပ်မယ်အဲ့ဒါပြီးတော့မှဂျာထဲမှာရှိလားမရှိလားဆိုတာကိုစူးစမ်းရမယ်ဟုတ်ပြီနော် အထူးက3တသက်မှ7သမ3မှာအပိုင်းကိန်းများကိုကိန်းမြင့်ပေါ်တွင်ဖော်ပြခြင်းကိန်းပြများနှီးကျူအပိုင်းကိန်းများကိုလည်းကိန်းမြင့်များပေါ်တွင်နေရာချဖော်ပြနိုင်သည်တဲ့အဲ့တော့ဆမတို့ကိန်းပြတွေကိုအာဂျီကိန်းမြင့်ပေါ်မှာနေရာချတယ်အဲ့လိုပဲအပိုင်းကိန်းတွေကိုလည်းကိန်းမြင့်ပေါ်မှာနေရာချပြီးတော့ဖော်ပြနိုင်ပါတယ် အဲ့တော့ပုံတွင်တင်းနဲ့နှဲ့ချာအလဲတဲ့တဲ့တွေအေးရှိသည်တင်းနဲ့နှဲ့ချာအလဲတဲ့တဲ့မှာအေးရှိတယ်ဒါကြောင့်မလို့ AD အမှတ်နှစ်ခု၏အလဲတဲ့တဲ့တွေရှိ၍ unit တစ်ခု၏တဝက်နှစ်ပိုင်းတစ်ပိုင်း unit ခေါ်သည်ဒါက unit တစ်ခုအဲ့ဒီ unit တစ်ခုရဲ့တဝက်မှာရှိတဲ့အတွက်ကြောင့်မလို့နှစ်ပိုင်းတစ်ပိုင်း unit လို့ခေါ်မယ်ဟုတ်ပြီနော်အဲ့ဒါပြီးတော့မှ zero ဆိုတဲ့ဒီမူလမှတ်လေး O ပါနော်ဒီဒီကနေပြီးတော့မှကြတော့၃ညကနေမူလမှတ်ကနေစပြီးတော့ရေးတက်မယ်ဆိုရင်တရက်လျှာဖက် ဒီဘက်လက်ရာဘက်မှာ unit ဘယ်လောက်ရှိတယ်လဲဆိုတော့ဒါကတယူနဲ့ဒါကတဝက်ဆိုတော့1 1 2 unit ဆိုလို့ရှိဒါ A ရဲ့နေရာကိုမူလမှတ်ကနေစပြီးပြောပါဆိုလို့ရှိရင်တော့တယူနဲ့ရဲ့ဒီဘက်ကတဝက်ရဲ့ဆိုတော့1 1 2 unit ဆိုမှရှိနေဟုတ်ပြီနော်အဲ့လိုပဲနောက်တစ်ဆက်ဆက်ကြည့်မယ်အဲ့တော့1 1 2 unit ဆိုတာဘာကိုခေါ်လဲဆိုတော့1တက်လီနဲ့3ဆိုပြီးတော့မှာ နှစ်ပိုင်းသုံးပိုင်းပေါ့နော်3 by 2 unit ဆိုတော့3 by 2ရဲ့နေရာမှာရှိနေတယ်။အဲမြောက်တဖန်နှစ်နဲ့သုံးကြားရှိတယူနှစ်အကွာဝေးကိုအပိုင်းသုံးပိုင်းအညီပိုင်းထားသည်အဲ့လိုပဲနှစ်နဲ့သုံးနဲ့ကြားတဲ့ကိုတစ်ချက်ကြည့်လိုက်မယ်။နှစ်နဲ့သုံးကြားရဲ့မှာလဲတယူနှစ်ကိုအပိုင်းသုံးပိုင်းပိုင်းထားတယ် ဒါဆိုရင် C B ရှိတဲ့နေရာမှာကျတော့ဒီတယူနှစ်ရဲ့၃ပုံပုံရင်း၃ပုံလို့ခေါ်တယ်။ C ရှိတဲ့နေရာကျတော့တယူနှစ်ကို၃ပုံပုံလိုက်တော့၂ပုံရှိဖြစ်တယ်။ဒါ C ရှိတဲ့နေရာနော်။ဒါပေမဲ့ဆမို့ဒီမူလမှတ်ကနေကြည့်မယ်ဆိုရင်တော့ B ရှိတဲ့နေရာဟာကျတော့တယူနှစ်ရဲ့၂ယူနှစ်ရဲ့၂ယူနှစ်နဲ့၃ပိုင်း၃ပိုင်း။အဲ့တော့နှစ်၃ပိုင်း၃ပိုင်းလည်းဖြစ်တယ်လို့၃နဲ့၄၆၆ရဲ့တည့်ရပေါင်းတော့ခွန်၃ပိုင်း၇ပိုင်းကိုလည်းပြောလို့ရတယ်။ ။ဟုတ်ပြီနော်။ပြီးတော့မှ C ရှိတဲ့နေရာကလည်းအဲ့လိုပဲတယူနည်းနှိယူနည်းနဲ့၃ဘိုင်း၂ဘိုင်းဆိုတော့နှိ၃ဘိုင်း၂ဘိုင်း။အာဒါကိုဆက်မလို့ကိုင်းအောင်လည်းပြမယ်။၃၄၆၈ဆိုတော့၃ဘိုင်း၈ဘိုင်းဆိုရှိရမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီအကောင်လုံးကတော့ခုနဆရာမပြောတဲ့ဒီနေရာနဲ့စီနေရာကိုရှင်းပြထားတာဖြစ်တယ် အဲ့တော့နည်းနည်းလေးဒီအအဝလေးနဲ့ဟာဖက်ချရအောင် A နဲ့ B တို့ဒီအပိုင်းကိန်းများဖြစ်ကြလေ ADB ထက်ကြီးပါကကိန်းချင်းပေါ်တွင် ADBE လက်ရပဲဒီရှိဒါကလေးတို့သိပြီးသား A ကကြီးတဲ့ဆိုရင် A ကလက်ရပဲမှာရှိနေမယ်ပြီးတော့မှနောက်မှ B ရှိနေမယ်ဟုတ်ပြီနော်ဘယ်လိုပဲဖြစ်နေလဲတို့ဒီ plus ဖြစ်ဖြစ် minus ဖြစ်ဖြစ် A ရကြီးရင်လက်ရပဲမှာ A ရှိမယ်ပြီးတော့မှဒီဘက်မှာလက်ဝဲဘက်မှာ B ရှိမယ် ADB အောက်ငယ်ပါက ခင်မင်းပေါ်ရင် ADB E လက်ဝဲဘက်တွေရှိပြီ A ကမြင်မယ်ဆိုရင်ဒီဘက်မှာ A ရှိမယ်ဒီဘက်မှာ B ရှိမယ်ပေါ့နော်အဲ့လိုလေးရှိမယ်ဒါကကြီးတာငယ်တာအရာကြီးတာဒီလက်ရဘက်မှာရှိနေမယ်ငယ်တဲ့ဂိမ်းတွေဒီလက်ဝဲဘက်မှာရှိနေမယ်ဟုတ်ပြီလားနောက်တော့ဒီချိန်ငန်း33မှာကြည့်အောင်အောက်ပါဂိမ်းများကိုဂိမ်းမင်းပေါ်ရင်နေရာချပါ နှစ်ပိုင်းတစ်ပိုင်းနှစ်လေးပိုင်းတစ်ပိုင်းလေးသုံးပိုင်းနှစ်ပိုင်းနဲ့ကာချီကနှစ်ပိုင်းခုနှစ်ပိုင်းအဲ့တော့ဆင်မကတော့ကာချီရဲ့အတွက်တပုံခခွေအတွက်တပုံနေမဆွဲတော့ပဲနဲ့ဆင်မကတော့ကလေးတို့ကြောင်းမှာပါတော့ကာချီရဲ့အတွက်ဂိမ်းင်းတစ်ခုခခွေအတွက်တစ်ခုဆိုရင်လည်းအဲ့လိုဆွဲပါဆင်မကတော့ဂျီမှာအဓိကဘလိုနေရာချတယ်လဲဆိုတာမျိုးပဲအဓိကရှင်းပြမှာဖြစ်တယ်နော်နှစ်ပိုင်းတစ်ပိုင်းဆိုတာဒီဆင်မတို့မူလမှတ်ကနေစလိုက်တဲ့အခါမှာနှစ်ပိုင်းတစ်ပိုင်းဆိုတာကတဝက်တဝက်ဖြစ်တော့ဒီ၃ရက်နဲ့၁နဲ့ချားရဲ့ အလဲတက်တဲ့နေရာဒီနှစ်ပိုင်းတစ်ပိုင်းဆိုလို့ရှိဟုတ်ပြီနော်နောက်တစ်ခုကနှင်းလေးပိုင်းတစ်ပိုင်းဆိုတော့မူလမတ်ကနေပြီးတော့မှတစ်နှစ်ဒီတစ်နှစ်ရပြီဆိုတော့ဒီဘက်မှာလေးပိုင်းတစ်ပိုင်းစဉ်းစားမယ်ဒါဆိုရင်နှစ်နဲ့၃ချောင်းဆက်မှာလေးပုံပုံရမယ်ဒါကတဝက်ပေတံလေးနဲ့ပုံပါဒါတဝက်ဒါကတဝက်ဆိုတော့လေးပုံရတော့တပုံနှစ်ပုံသုံးပုံလေးပုံအဲ့တော့ကလေးပုံပုံမှာတပုံပဲဆိုတော့ဒီမှာရှိနေမယ်ဒါလေးပုံပုံတပုံအဲ့ဆိုတော့ จีนิณอยู่เนี่ย4ใบ2ใบဆိုတော့ဒီမှာ2 4ใบ2ใบကဒီနေရာလေးမှာရှိနေတယ်နောက်တစ်ခုက၄၃ပိုင်း၂ပိုင်းအဲ့တော့၄ဆိုတော့တိနှစ်၃လေးဒီတိလေးရှိမယ်၃ပိုင်း၂ပိုင်းဆိုတော့ဒီကြားထဲကိုဆက်မလို့၃ပုံပုံပြီးတော့၂ပုံယူမယ်အဲ့ခါကျတော့ဆက်လို့၃စိတ်၃စိတ်ကြကြော်လေးစီစိတ်လိုက်မယ်အဲ့တော့၃ပုံပုံမှာ၂ပုံဆိုတော့ဒီတိလာမယ်ဟုတ်ပြီလားအဲ့ခါကျတော့တိနှစ်၃လေး၄ ၃ပိုင်း၂ပိုင်းဒီတော့ဒီနေရာဒီ၄၃ပိုင်း၂ပိုင်းရဲ့နေရာဖြစ်တယ်။ခါကြီးက၂ပိုင်း၇ပိုင်းဟုတ်ပြီ၂ပိုင်း၇ပိုင်းကိုလည်းဆင်မလို့ဒီလိုပုံစံကိန်းအာကြီးကိန်းရောပုံစံအရင်ဆုံးပြောင်းလိုက်မယ်။အဲ့တော့၄၃၄၆တိကျတယ်နော်။ဒီလိုလေးလာမယ်။၃ပိုင်း၂ပိုင်းဆိုပဲလာမယ်။အဲ့ဆိုရင်ဒီ၃၂ပိုင်း၂ပိုင်းကိုစဉ်းစားရတာပို့ပြီးတော့လွယ်သွားမယ်။အဲ့ဆို၃ပြီးတော့မှတဝက်အဲ့တော့တယူနဲ့နှစ်ယူနဲ့သုံးယူနဲ့ဆိုတော့ဒီကြားလေးကိုဆရာမတို့ကတဝက်ဝက်မယ် ဒါဆိုဒီနေရာဘာနေရာလဲဆိုတော့၃နှစ်ပိုင်းတစ်ပိုင်းရဲ့နေရာ၃နှစ်ပိုင်းတစ်ပိုင်းဆိုတာက၂ပိုင်း၇ပိုင်းဆိုတော့ဒီလိုလေးရှင်းမယ်။ကြားပြီနော်။ ဲ့တော့ဒီမှာပါပေးထားလဲဆိုတော့နံပါတ်1မှာနှစ်နှစ်ပိုင်းတစ်ပိုင်းနှစ်သုံးပိုင်းတစ်ပိုင်းနှစ်6ပိုင်း5ပိုင်းတို့အကင်းချင်းပေါ်ရင်နှစ်ရာချရည်လက်ရာဘက်ဆုံးရှိဂိမ်းနဲ့လက်ဝဲဘက်ဆုံးရှိဂိမ်းတို့ကိုဖော်ပြပါဆိုတော့ဆင်မတော်ကနှစ်ရာအရင်ချလိုက်မယ်အဲ့တော့ဒီမှာတော့ဆင်မတော်ကဒီရာတွေကအပေါင်းနေကြီးတဲ့ဖြစ်လို့ဒီအပေါင်းဘက်ကိုပဲဆင်မဆွဲထားတာဒီဘက်ကောဆွဲလို့ရလားဆိုရတယ်ဒီ -1 -2 ထည့်ရင်ရတယ်ဟုတ်ပြီနော်အဲ့တော့ကိုကဘာတွေကိုလိုအပ်မလဲဘာတွေကိုနှစ်ရာချမလဲဆိုတော့ပေါ်မှာမူတည်ပြီးတော့မှဒီဂိမ်းပြင်ပေါ်မှာဒီလိုမျိုးပေါ့နော် ့ unit တွေကိုတူအောင်ဆွဲမယ်အဲ့တော့နှစ်နှစ်ပိုင်းတစ်ပိုင်းဆိုတော့အရင်ဆုံးစဉ်းစားမယ် day နှစ်အဲ့တော့နှစ်ပိုင်းတစ်ပိုင်းဆိုတော့ the word ဆိုတော့ဒီနေရာမှာနှစ်နှစ်ပိုင်းတစ်ပိုင်းဆိုရှိတယ်နှစ်နှစ်ပိုင်းတစ်ပိုင်းဟုတ်ပြီနောက်တစ်ခုကနှစ်သုံးပိုင်းတစ်ပိုင်းနှစ်သုံးပိုင်းတစ်ပိုင်းဆိုတော့အဲ့လိုပဲ day နှစ်ဆိုတော့ဒါကိုပဲသုံးပုံပုံမယ်ဆိုတော့ double နှစ်ပုံသုံးပုံသုံးပုံပုံမှာ double လည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာရှိနေတယ် ဟုတ်ပြီနော်ဒါကကျတော့နှစ်၃ပိုင်းတစ်ပိုင်းနေရဖြစ်တယ်နှစ်၆ပိုင်း၅ပိုင်းဆိုတော့ဒီလိုပဲဒီနှစ်အဲ့ဆိုတော့ဒါကို၆ပုံပုံအောင်မယ်ဆိုတော့အဲဒီမှာဆရာမတို့ကအာဒါကတဝက်ပုံထားတာဒါလေးတွေကိုတိဖို့လိုမယ်နော်ဒါကတဝက်ဒါကကျတော့ဒါလေးများလေးဆရာမထိုးလိုက်အောင်မယ်တော့ချန်လေးမားသွားမှာဆိုတော့ဟုတ်ပြီနော်များတော့မလိုပါဘူးအဲ့တော့၆ပုံပုံမယ်၅ပုံမယ်ဆိုတော့တော့ဒဘုံနှစ်ပုံ 3ပုံ4ပုံ5ပုံ6ပုံ6ပုံပုံမှာ5ပုံဆိုတော့ဒီနေရာရှိမယ်ဟုတ်ပြီနော်ဒါကဘာလဲဆိုတော့2 6ပိုင်း5ပိုင်းရဲ့နေရာဒါဆိုတော့သူပါရှာခိုင်းလဲဆိုတော့လက်ရဘက်ဆုံးမှရှိတဲ့ gain နဲ့လက်ဝဲဘက်ဆုံးမှရှိတဲ့ gain ကိုရှာပါဆိုတော့လက်ရဘက်ဆိုဒီဘက်ကိုသွားမယ်လက်ရဘက်မှာဘာရှိလဲဆိုတော့2 6ပိုင်း5ပိုင်းဒီလက်ရဘက်ဆုံးရှိ gain ဒါဆိုကျွန်တော်ညီမချင်းလေးနဲ့လက်ရဘက်ဆုံးရှိ gain 2 6ပိုင်း5ပိုင်းရဲ့လက်ဝဲဘက်ဆုံးရှိကိန်းကကြတော့1 3ပိုင်းတစ်ပိုင်းဆိုပဲရေးလိုက်ရုံပဲဟုတ်ပြီနော်အဲ့ဒါကနံပါတ်3ပေးထားသောဂိမ်းမြင် YZ ABCD EF နဲ့ G တို့ဒီတယူနစ်စီကွာပါသည်တဲ့ဒီမှာပေးထားတဲ့ဒီဂိမ်းမြင်ပေါ်ကဒီအမှတ်ကလေးတွေကတယူနစ်စီကွာတယ်ဟုတ်ပြီနော်ပြောရရှင် PE ဒီနေရာဒီ P ရဲ့ဒီနေရာက 3ပိုင်း73ပိုင်းပေါ့နော်3ပိုင်း73ပိုင်းကိုဖော်ပြမယ်ဆိုရင် AF နဲ့ Q ရဲ့နေရာကမိသိကိန်းတွေကိုကိုစားပြုတဲ့နေတဲ့ AF နဲ့ Q ဒီမိသိကိန်းများကိုကိုစားပြုတဲ့နေဒီတော့ AE ဒီနေရာရဲ့ဆံမလို့ရှာရမှာတော့ A ရဲ့ဒီနေရာရဲ့ F ရဲ့ဒီနေရာနဲ့ Q ရဲ့ဒီနေရာကိုရှာရမယ်အဓိကတော့အဲ့ဒါတွေရှာရမယ်ဆံမတော့ဒါလေးတွေလည်းသိဖို့အတွက်ရေးပေးလိုက်တယ်ဟုတ်ပြီနော် B ရဲ့ဒီနေရာ C ရဲ့ဒီနေရာဆိုပြီးတော့ ဲ့တော့ကြည့်ကြည့်အောင်သူကပီကကြတော့73မိုင်း3မိုင်းကိုကိုစားအတော့ sorry 3မိုင်း73မိုင်းကိုကိုစားပြုတယ်3မိုင်း73မိုင်းဆိုတာ73ကို3နဲ့ဆက်မလို့စားကြည့်လိုက်မယ်အကျန်းထဲမှာဟုတ်ပြီနော်73ကို3နဲ့စားကြည့်တော့3လေးလီစက်နဲ့တက်ကျင်ဒါဆိုသူကဘာကိုကိုစားပြုလဲဆိုတော့လေးသူစဉ်းစားရမယ်နော်လေး3ပိုင်းတစ်ပိုင်းကိုကိုစားပြုလေး3ပိုင်းတစ်ပိုင်းအဲ့ဒါဆိုတော့ ဒီရဲ့တပိုင်းနှစ်ပိုင်းသုံးပိုင်းဆိုတော့သုံးပိုင်းတပိုင်းကိုစားပြီးတော့ဒါက၄ဖြစ်မယ်ပေါ့ဟုတ်ပြီနော်၄သုံးပိုင်းတပိုင်းဒါကြဒါမှဒါလည်းရင်ဒါဒီသုံးပိုင်းတပိုင်းကိုစားပြီးတယ်ဒါက၄၄သုံးပိုင်းတပိုင်းဒီတော့ဒါက၄ဆိုတော့သူက၃၄၄၃ညဒါတော့ဒီဘက်က -1 -2 ၄ဆိုတော့ဒီက f က၅6 အဲ့တူကတော့ AF နဲ့ Q ရဲ့ music game တွေကိုစားပြတယ်လဲဆိုတာပဲမိထားလို့ဆမ်မရောကသူ့အတွက်ပဲရှာပေးမိဒီလောက်ဆိုရင်ဆမ်မရောအကုန်လုံးကိုတီးသွားပြီဝိုင်ရပါကိုကိုစားပြလဲဇက်ကပါကိုကိုစားပြလဲအကုန်တီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ A ရဲ့ဒီနေရာဒီဘယ်နေရာမှာရှိလဲဆိုတော့ဒီ0နေရာမှာရှိမှာ O နေရာမှာရှိမှာပေါ့နော် FE ဒီနေရာရဲ့ Q ရဲ့ဒီနေရာရဲ့ကျွန်တော်ဆမ်မရောဒီမှာစဉ်းစားရမယ် F နဲ့ Q နဲ့ အဲ့တော့ဒီ QA ရေးစဉ်းစားကြည့်မယ်သူကသုံးပုံပုံထားတော့ဒါကကြတော့တပုံဆိုတော့သူကကြတော့နှစ်ပုံပေါ့အဲ့တော့၄သုံးပိုင်းနှစ်ပိုင်းက QF Q ရဲ့ဒီနေရာအဲ့တော့ဆက်မဒီမှာအကျန်းလေးမှာရေးထားလိုက်မယ်၄ သုံးပိုင်းနှစ်ပိုင်းဒီ F ရဲ့အဒီ Q ရဲ့ဒီနေရာဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုဆံမတော့က၄၃၄၁၂၁၃၁၄ဆိုတော့သူကဘယ်လိုပုံစံရေးလို့ရလဲဆိုတော့၃ပိုင်း၁၄ပိုင်းဆိုမှရေးလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုက FE ဒီနေရာ FE ဒီနေရာကျတော့လေအဲ့တိုင်းပဲဒီမှာ F က9တစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းပြည့်တဲ့နေရာမှာ9ဆိုတော့ F က9ကိုကိုစားပြုတယ်ရပြီနော် FE ဒီနေရာအဲဆံမတော့ဘယ်လိုရေးလို့ရလဲဆိုတော့ F ဒီ5ကိုကိုစားပြုသည် Q သည်အာဒီ3ပိုင်း14ပိုင်းကိုကိုစားပြုသည်ဆိုပြရေးလို့ရတယ်ဟုတ်ပြီနော်အဲ့ဒီဒီလို၄ပဲရေးလည်းရပါတယ်အဲ့တော့ကျန်ရှိနေတဲ့3တသမ7တသမ4ကိုဆက်မနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးပါမယ်ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်